င်းယူစည်းယုံးမှာဘုံမြဲကောင်းပြီလည်းဖြစ်တယ်စည်းယုံးရေးခန္ဓာတောင်မှာလည်းဖြစ်တယ်အခုတို့လုံးနေတဲ့နေ့အလုတ်ကခန္ဓာကလူငယ်တွေအတွက်ကိုငွေထုတ်တဲ့အဖိုးတန်ဖိုးမဆုံးဖြတ်နိုင်တဲ့ဖိုးရှိမီနောက်မီဖိုးဟောထောက်ဆယ်ခုနှစ်ကအာသောဆောင်ပါနော်အဲ့ဒုဂရီအသက်ကြီးလေးပဲမလျှော့သေးပါဘူး ဒါကြောင့်မို့ဒီကနေ့မှငါတို့လူငယ်လေးတွေကဒီဖို့ကိုသာနမူနာယူပြီးတော့ဆက်လက်လုပ်လုပ်သွားမှာဖြစ်တယ်နော်အဲ့တော့ဘုသူပြောခွင့်ပြုလိုက်ပါတယ်ပြီးမှငါပြောမယ်နော်ငါပြောတော့ဒီနေ့ကတော့နည်းနည်းကြိုပြီးပြောပြောပြောလာမယ်နော်ခဏလေးကိုထားရမယ် မင်းတို့မိုးတဲ့လေထဲမှာတနေ့ကောင်អော်တာပဲអော်နိုင်တာပဲကာဒီမိုးអော်ပါလို့တနေ့ကောင်လေတော့ပြော့နေပေါ့နော်ရှင်းလို့တယ်ကဲဒီလက်ကြီးနော်ဒီကျွန်တော်ကဗမာလူပဲအာသာတယ်ကျွန်တော်လည်းအသက်35နှစ်ရောက်မှပြင်လို့ပြင်ရတာ ကျွန်တော်လည်းဟိုဂျီနာတပဲဖို့ပြီပေါ့ဗျာဒီစကားမှာပြီးတော့ဂျီနာတပဲဖို့ဂျီနာတပဲဖို့ပြောရတယ်လူတွေကနော်ခရင်တယောက်ဖြစ်ပြီမဲ့ခရင်အတိုင်းပိုင်းမှာကြီးလာတာပေါ့နောက်မှနိုင်ငံရေးစာပေတွေဖတ်ပြီးမှအော်ငါခရင်ပါလားတော့အသက်၅နှစ်ရောက်မှတည်တယ်ကိုကိုကိုပြီးမှနော်အဲဒါဒါပေမဲ့တိတာကနေစပြီးမှခရင်မှတိတာနေစတာကအဲ့တိကျွန်တော်ခရင်တပဲလို့ အဲ့တော့ကျွန်တော်ဆောင်ဖို့ကတော့ကြက်နဲ့ကျွန်တော်နေတာဖိုင်တယ်တက်ကြက်ကောင်းတို့မိပြီးမှမျက်လုံးပဲကန်းကန်းရင်ပတ်ပဲတွဲတွဲဘယ်တော့မှစီးပွားရေးအပြေမထွက်ဘူးဆိုတော့ကျွန်တော်ဒီနေ့ရှိပြီဘလောက်သက်ရှိဦးမယ်တော့မသိဘူးเนาะအခုက covid 19ကလည်းရှိနေတော့ပြောလို့မရဘူးဖျားတက်တက်ပါဘူးအဲ့တော့ကျွန်တော်အာဇာနည်မြစ်မှာပြောချင်တာအာဇာနည်မြစ်တွေကတော့ထပ်ထပ်ပဲ ခန္ဓာခုနိုင်ငံရေးသမားတွေကလည်းနောက်ပေါ်နိုင်ငံရေးသမားတွေကလည်း1960မြောက်နောက်ပိုင်းကျမှဟိုလူကြီးလာတဲ့လူတွေကိုတက်တူပြီးတက်ပါဘို့ရင်ပေါင်းပြီးတိ့ပိုင်းနေတိ့ပြီးဘုံကျော်ကြီးမူကြီးမဲအောင်လာတော့1956မှာမွေးတဲ့လူနော်56မှာမွေး66မှာသူကလူလာတော့ပါလို့ရှိလို့မဟုတ်ဘူးနော်လူလာတော့အလေသာတော့ပဲရှိလို့ အဲ့တော့ဒီလိုလူသားဒီနေ့ခေါင်းဆောင်ပြည့်လို့တတ်တယ်ပါအဲ့တော့တမိုင်းဟာဖြစ်ပေါ်လာတဲ့တမိုင်းဟာအရေးကြီးတယ်ဗျဒီမှာတော့ကျွန်တော်အဟုတ်ပြောရင်အချိန်ပုံပါပဲခုနကဘုံကြီးပြောတယ်လို့ပဲအဲ့ဒီနေ့ကိုထပ်ခိုင်းမယ်ဆိုတော့သူလည်းပြောမှာဟုတ်အဲ့တော့ကျွန်တော်လည်းဒီနေ့ကိုထပ်ခိုင်းလို့မရဘူးပြောရမှာဒါကြောင့်မို့အကတ်တည်းပြောရမှာခင်ဗျားတို့ကကျွန်တော်ပြောရင်လေဘာပဲဖြစ်ဖြစ် ျွန်တော်တို့စပီလို့တော့ဖတ်ပါကရင်ကိုခေါ်ခဲတဲ့စာအုပ်ပါဖတ်ပါတခြားလူမျိုးကကရင်ကိုဘယ်လိုမြင်သလဲအဲ့တော့ဒီတော့ဖတ်ကိုကလည်းတခြားလူမျိုးကရင်ကလည်းတခြားလူမျိုးဘယ်လိုမြင်သလဲအဲ့တော့လည်းဖတ်ဒါမှသမိုင်းမှန်ကပေါ်လာတာကရင်ရေးတဲ့စာအုပ်ကြီးပဲချဗမာလူဘောက်ဘောက်လည်းဗာဒါပဲရှိတယ်တိုင်းပြည်ရှိတဲ့လူမျိုးကအကုန်လူဘောက်ဘောက်တဲ့ကောင်တွေကြီးပဲ ခမရတာဘမဘမနေလို့ဘမဘဝဝလည်းပြောတာအင်္ဂလာမှာနေတဲ့ကစကော့တို့ဝေးတို့ကလည်းဟိုဖိလိရှိအင်္ဂလိပ်တွေကလူဘဝလည်းပြောတာပဲနော်အိန္ဒိယမှာလည်းဒီတိုင်းပဲဟိန္ဒူလူဘဝလည်းပြောတာပဲကျန်တဲ့ကောင်ကခါနီးရဒီအရမ်းမှာထိုင်းမှာလည်းခင်ဗျာကြည့်ထိုင်းမှာကြောက်နေတဲ့ကရင်လေးတွေထိုင်းကလူဘဝတော့ဒီလိုပဲလားဒီတော့ဘမူကြီးဘူကေရောဒီတိုင်းပြောတာကြာလာကြာလာမှ तू ကနားလည်ကြတယ်ပြောတော့ ဒါမျိုးဖြစ်တာအဲ့တော့လူဘွားဝတယ်ဆိုတော့မကောင်းဘူးပေါ့ဗျာဒါပေမဲ့တိုက်ကြည့်ရအောင်ဆိုတော့လေကျွန်တော်တို့ကအဖက်ဖက်ကကြိုးစားဖို့ပြုလုပ်ဖို့အဲ့တော့ဒီလိုယူတဲ့သူများကိုမုံတီးပြီးချက်ပြောနေလို့ကတော့တသက်လုံးပြည့်ဘူးမရဘူးဓာတ်လူကြီးနဲ့ကိုယ်ပိုင်ပြတ်သွားလို့မရဘူးအဲ့တော့ကျွန်တော်တို့1946ခုနှစ်ကနေတောက်ရောက်တာကျွန်တော်တို့ရဲ့ KNU လမ်းစဉ်မှာပြတာပါကျွန်တော်တို့ရဲ့ ီယုံရေးအတွင်းမှာလက်လက်ကန်စီယုံရေးအတွင်းဒီလိုလာတော့ဗျာအဲ့ဒီတော့ဒီယုံကြတာဟေးပြစာတတ်တာတတ်တာယဉ်ကျေးတတ်ပြစ်တာဘုံပဲရေးကြီးတယ်ဝင်ကြတော့ဥစ္စာကဘုံကောင်းဝင်ကြဝင်ကြတော့အခုကခေပြောင်းသွားပြီနိပညာခေရောက်လာပြီနော်အခုခေါင်းဆောင်ရှားတယ်ရှားတယ်ဆိုတာလေအဲ့လိုနိုင်ငံရေးစိတ်ဝင်စားပဲနဲ့ဟိုဟာ၆လောက်တဲ့ကအသက်ကြီးလာတဲ့ကဟုတ်ဒုက္ခတဲ့ကနေမှပဲတချို့တက်ပြနိုင်တာတွားလိုက်တယ် ဲ့တော့ဆက်လက်ပြီးခေါင်းတော်နိုင်ဖို့ဆိုတာကအရေးကြီးတယ်စစ်တပ်စကားနဲ့ပြောရင်တတ်တိဗျာတိတတ်တိဆိုတော့တည်ရရတိုက်ရရတယ်အနိုင်ယူရရတယ်အဲ့တော့တတ်တိဖြတ်တိဆိုတော့ဝိပါပိုင်းချာသုံးသပ်ပြီးမှဒီစကားတစ်ခုကတည့်ရခက်သလားတည့်ရမခက်ဘူးလားအဲ့ဒီပေါ်ပေါ်မှာဘယ်ကနေပတ်တက်ရမလဲဘယ်လိုချိန်မှတက်ရမလဲဒါမျိုးတွေကယက်တိ ဲ့တော့ကျွန်တော်တို့ကတတိဓာတ်တိနဲ့ကျွန်တော်တို့ကရင်ဆိုင်မှုမှာဒီခေတ်အလုံးသားတော်လာရေးကိုထောက်ပြနေကြဒီခေတ်ကတော့လက်လက်ကန်ရှင်ယုံရေးအသွေးမှာနော်လက်ဟောလက်လက်ဟောရှင်ယုံရေးအသွေးမှာလက်လက်ကန်ရှင်ယုံရေးအသွေးတစ်ခုပြတ်မကတော့ဘူးပညာနဲ့နည်းပညာပါရှင်ယုံရေးအသွေးလို့ရောဒါမှတတ်တည်ရဲဖို့လေပါပညာလက်တတ်တိုက်ရဲတိုက်အဲ့ဒါကဘုံကြည့်ထုတ်တယ်အခု မင်းအောင်လိုက်ဘူးသူတို့ဒရုန်းနဲ့လာတောက်တာဒီတောက်မှောက်တော်ကဖတ်အောင်ဖတ်ဟိုမှာပြစ်သွားတာညာကြီးပြစ်တယ်ညာကြီးတော့ဘယ်လိုလုပ်မှာမိပညာကဘယ်လိုမှညာစင်ချလို့တွေ့ဘူးအဲ့ဒါနဲ့ပေါ်ချောက်သွားတော့ဒါမျိုးကြတော့ကျွန်တော်တို့ကလည်းဒီမိပညာအပိုင်းတွေပါသိရေးကြည့်လာဒါကြောင့်မို့ကျွန်တော်တို့ကစီယုံရဲ့အတွေ့မှာလက်လက်ကိုက်စီယုံရဲ့အတွေ့ပြင်းတော့ဤပညာနဲ့ပညာ ိုင်းဆိုင်ရာမှာကျွန်တော်ကြည့်ကြုံရအောင်ကျွန်တော်တို့ကဘက်ဆိုလုတ်နေမှာဒီခေတ်ကိုကျွန်တော်ဒီလိုက်နေဒါမှလည်းကျွန်တော်တို့နောက်ပိုင်းခေါင်းဆောင်တွေကစစ်လက်တိုက်ကြတဲ့နိုင်ငံရေးလက်လုတ်ကြတယ်ဖြစ်လာနော်အဲ့တော့မမသာမမသာကတောက်ကြတ်နော်မလေးရှားပြည်သူ့စစ်တင်းအောင်ကောင်းကက်ထားတယ်တော်လိုက်စကားစကား KAG ကိုဥဆောင်တာမပါဘူး နိုင်ငံရေးရှိပြီးနားလည်နော်အဲနောက်ကျလာတဲ့ဘုံတော်ကြီးနော်ကျွန်တော်တို့ဒီဘုံညာဘုံညာကနိုင်ငံရေးပိုင်းအားနည်းနေတယ်သူကမိမာကိုကောင်းတယ်သူများလွတ်တော်တယ်လေသူကနားလည်ဒါကြောင့်မို့သူလည်းဘုံတော်သွားနိုင်နော်နောက်ပြီးမှဘုပ္ပတေတို့ဘုပ္ပတေကဘုရုပ္ပတေနာခေါ်တာကျွန်တော်ခေတ်ကတော့ဘုပ္ပတေနဲ့ ဘုသားအောင်ပါအရင်တော့ဘုသားအောင်ဘုမောင်မောင်ကြတော့အရင်တော့ဘုကျုံမောင်သူကနိုင်ငံရေးပဲတောင်းလဲပါဘုသားလဲဘုသားလဲဒါရီတော့တော့မသူကြောက်တောင်းလို့ဆိုတာအရင်တော့ဘုသူကြီးကြောက်တောင်းအရင်တော့ဘုကျုံကြောက်တောင်းဒါမျိုးတရှိတော့အဲ့တော့စီးရေးနိုင်ငံရေးကိုသူကလွတ်ကပ်တဲ့ပါတယ်စီးရေးဆိုတာမင်းအသက်ကြီးလာရင်မလွယ်တော့ဘူးကွာ ။ကာယမှုပြောက်သွားတာ၁၆ပြည်ဆိုရင်မင်းတောင်ပေါ်တက်လာရောဘူး။အဲ့လိုမျိုးကြတော့ကိုယ်ပုံကြီးဖက်ကိုကြောင်းနေနိုင်ငံကြီးကကြောင်းရလိုက်တယ်။ရှစ်တက်မှလည်းသူကဩတာရှိခဲ့ပြီ။နိုင်ငံကြီးလက်ကမ်းလိုက်တော့ ENP လို့ခံပြလို့ရတယ်။နော်အခုနောက်ပိုင်းမှာကျတော့ကျွန်တော်တို့ကဒါကိုပေါ့ရော့ဘူးပါ။နိုင်ငံကြီးနားနေလည်းကောင်းအုပ်ထုတ်ရေးလိုက်ွားဘဒိုးလေးဘပွားလေးအပြောခါရအထက်ခါရအလကဘာမှမတတ်တဲ့ကောင်လေးငါတို့တတ်မှမလိုက်ဒီကောင်ဘာမှမလုပ်တတ်ဘူး ဒါမျိုးတွေဖြစ်ကုန်တော့ဘူးတက်ကမလေးစားဘူးပေါ့ဒါကြောင့်မို့နိုင်ငံရေးရှေ့ကြီးကနေတက်လာတဲ့လူတွေကြတော့တက်ကလေးစားတယ်အဲ့လောက်ကျွန်တော်မားလဲဘူးတက်ကနေတက်ရင်ဝပြီးမှနိုင်ငံရေးဘက်ကိုပြောင်းသွားတာအရေးကြီးတယ်လူတွေအဲ့တော့ငါတို့ကဒီလောက်နဲ့တော်ပါပြီကွာဆိုတော့မရဘူးတို့လည်းဒီလိုပဲလာတာပဲဒီလောက်နဲ့တော်ပါပြီကွာဆိုတော့ဒါပေမဲ့မရဘူးတိောက်ပြီးတိောက်အထက်ကလူကြီးတပုတ်တပုတ်တပုတ်တွေတော့ ဒီဟိုအာသာဖြစ်တော့တယ်ပေါ့ကွာဒီမားရယ်ဆိုတာလည်းပြုံးပေါင်းပါအဲ့ဒါလေးဖြစ်တော့ကိုကတော့မဖြစ်မနေတက်လာရတာပေါ့ဇာတ်မျိုးကြီးဖြစ်တာပေါ့အဲ့တော့ကျွန်တော်ကခင်ဗျားတို့ပေါင်းပါလေရှင်းပညာကိုလည်းခင်ဗျားတို့လေ့လာပါနော်အဲ့တော့တက်ပွဲအတွေ့အကြုံကြီးကပြန်ယူပါဒီစိတ်တိုက်ပွဲဘာကြောင့်ဖြုံးရလဲ။နော်ဘုဒ္ဓကောလည်းတော်ကြီးတဲ့ဓမ္မငါတို့ကဘာဒီပါတယ်အောင်မြင်တယ်ဘာညာပြောတယ်။1949ခု မာကျွန်တော်တို့ကသုံးသိကရှင်းနိုင်မှမြို့ကြီးကျော်ကြီးတိတ်ခတ်တာမနဲ့ဘူး1952နှစ်လက်ကောက်တော့တော်တယ်ပြန်ရောက်တာလေဘာကြောင့်မလဲကျွန်တော်တို့ကအမှားတစ်ခုရှိခဲ့တယ်တောင်းကြည့်ကြည့်နော်သမ္မာဝိညာဉ်ဒီကနေ့မသိရင်ကျွန်တော်တို့ကဒီလောက်ကြီးသသရှိပဲတော်လာကြီးကိုဖုံးဆောင်ရရမှာမဟုတ်ဘူးနော်သမ္မာဝိညာဉ်ရဲ့ခေါင်းတော်အရေးကြီးတာနိုင်ငံရေးရှိရေးကိုသူကကန့်တတ်တယ် နောက်ကပားလေမှာတိုးပေါက်တယ်။နော်အဲ့တော့သူနောက်တော့ဒီဖောက်ဖို့ကိုမှကြာသွားတဲ့ကိစ္စကဘာမှမဟုတ်ဘူး။သူကနိုင်ငံကြောက်ကိုပြတ်ပြီးမှနိုင်ငံရေးစွန့်လာမှုတစ်ခုကိုလုပ်ဖို့ကိုသူကတော်လိုက်တာ။အေးကားလေတော့မမျော်လင့်မင်းနဲ့အေးကရင်နေရာလည်းခက်တာခေါင်းဆောင်နေရာလည်းဘော်ဒီကမရှိပါဘူး။ဘော်ဒီကကလည်းကိုဖိနာသမီးချက်တော့ပဲရှိတော့။အဲ့တော့တက်ကြီးကိုကာကွယ်ထားရင်ဒီရန်သူတပ်ကအဲ့ဒီလုံးဝ တစုပဲရှိခဲ့တာဒီလိုအဲ့တော့ဘာပြပြီးမှမတွန်းလိုက်ပါတော့ကျွန်တော်တို့ရဲ့အားနဲ့ရဲ့အဲ့တော့ဒီလိုကျွန်တော်တို့ပြန်သုံးတော့ပါကျွန်တော်တို့အားမြတ်ချက်တွေများနေလို့အနှစ်80ကျော်ကြာတာတရုတ်ပြည်မှာ1920ကနေသွားလိုက်တာ1949မှာပြုတ်ပြီးအောင်မြင်သွားတယ်အဲ့တော့28နှစ်ပဲကြာတာဒါကြောင့်သူချတဲ့လမ်းတွေကပြုတ်ပြီးနဲ့ကန့်ကြီးတယ်ခေါင်းဆောင်တွေရဲ့အရေးချင်းရှိတယ် Gong dong le ye che shi le lu au ga au chi ta ta ki da ya ta. Gong dong lu lai na lu lo ke te cho mu na sa chi ni na Cho na ro wa. Ga bu ya ka na ka na pyo le no u la yi Cho bo cho min ni se bi ni. Ne za ri. Pyo mi ya so mi ya. A la ri ne zwe shi ki lo la yi ne pya pong 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 ma de se ki ta su la. Ti ri cha cha kai kai နော် project ကအကောင်လုံးကြီးနေပြန်ပေါက်ဥပါတူတူကျက်တာဘုဟုများလက်ခဲ့ဘုဟုများကပြောလို့သာမတ္တဘုမပြောနဲ့အမျောကြီးရှိတယ်အဲ့တော့ဒီလိုမျိုးအမျောကြီးရှိတဲ့လူအောက်မှာဒီကအကောင်လုံးစုသွားတာစကားမများတော့ဘူးအဲ့ဒါဘုဟုများဆုံးပြီးတဲ့နောက်ပိုင်းမှာတော့သာသာပြီနော်ဒါပေမဲ့1900အဟို1900 90နဲ့၄မှာနော်ကျွန်တော်90ဒီကအဲ့မှာဒီကိဒီပေါ့ ပေါ်လာအဲ့လောက်ပါလဲဆိုတော့ကျွန်တော်တို့စီအားလုံးအရကရင်ဖြစ်ရင်ပြီးရင်ကြောင့်ဖြစ်ကုန်ကရင်ဖြစ်ပြီးကရင်ကြောင့်မသိဘဲနဲ့ငါသဘောကိကွာသဘောကိမပြောမယ်ငါပိုးကိကွာပိုးကိမပြောမယ်ငါပိုးကိကွာပိုးလိုပဲပြောမယ်ငါဘွဲကိကဘွဲလိုပဲပြောမယ်ဆိုရင်တော့စီလုံးလုံးပဲအဲ့တော့ကျွန်တော်တို့ကအဲ့ဒီမှာလူနဲ့ဘွယ်ပြားရှိတယ်ဆိုရင်အဲ့တော့ နားလေရလေးစားရနောက်မှယုံကြည်ကိုးကွယ်တဲ့ဘာသာသင်ရင်နဲ့များတာပဲလူမှမရှိဘူးအမျိုးမျိုးရှိတယ်ဘုရားဘာသာမှာလည်းဂိုင်းဝဲတွေအများကြီးဟိုခရိယာမှာလည်းဂိုင်းဝဲတွေအများကြီးမောရုဘာသာမှာလည်းဂိုင်းဝဲတွေအများကြီးတုံးနေတာနော်ဘယ်မျိုးမှအရိမေရိယမြတ်တော်ဘုရားကိုကိုးကွယ်တဲ့လူမှမရှိဘူးခေကြီးမှရှိတယ်မောချတိတွေဒီဘဝမှာနော် ဟိုလက်ကလေးအဲ့တော့ချာကဘာမှရှိတဲ့လူမျိုးတွေကအဲ့ဒီပြည့်ရတ်တော့ဘယ်အောင်မျောဘူးမှာပြီးခွေတာတကယ်ကိုရင်ပါဒါကြောင့်မို့အားကြီးများတယ်ခင်ဗျာဒါတွေကိုစွတ်သိနိုင်လို့ဆိုဘုံဘူးချက်နဲ့ကျွန်တော်လုပ်ရတယ်ဒါကြောင့်မို့အရင်တော့ဆိုလို့ရှိရင်သောဘောဒီလိုခက်တာဆိုသောဘောဒီကစောဒီအင်္ဂလိပ်လိုကြွားကြည့်မိတယ်။ဒီအားလုံးကိုစီယုံတဲ့နေရာမှာသူကလည်းပုံမြင်လို့မတတ်ဘူး။ နော်ပွဲလည်းမတက်ပါလည်းမတက်ဆိုတော့ပမာလူပဲလုပ်ရတယ်အဲ့ဒါနဲ့ဒီဖုံးများစွာကျွန်တော်အဆောက်အဦကပမာလူပဲပြောမှကင်ကြီးကိုစီးပြုံးမှုရတာအဲ့တော့ကြတော့ဘုက္ကုများတဲ့တဲ့ကြတော့ပြည်လူအားသာမပြည်လူပဲလုပ်ပြီးတော့ပမာလူမတက်တော့ပမာလူမတက်တော့ခုရင်းကြရင်လုပ်လာတဲ့အခါကျတော့မပြောတတ်မဆိုတတ်ဘူးဖြစ်ကုန်ရောအဲ့လိုဟောတိတ်ဆောက်မှုတွေကလူဖြစ်စေဆုံးရောက်ပြန်ဘယ်အားမှမကောင်းဘူးဒါအရေးကြီးတယ်ခင်ဗျားတို့ ဒီမှာတပိုင်းပြောရင်လည်းရှေ့ကြည့်နော်ဆရာဖတ်ပါတပိုင်းနေနော်ဖတ်အဲ့ဒါမှဘမနဲ့ရှေ့ပြီးပြောလို့ရဟိုးတကောက်ကကစဖတ်နော်အဲ့ဒီကတင်းနဲ့တိုင်းတိုင်းသားလူလူကြီးရဟိုးနဲ့ပေါင်းများစွာဘုံမတူတယ်ရအတူမီလာရတဲ့ကတည်းကတမိုင်းတချို့ကဆက်ဆက်မှုကြီးအဲ့ဆက်ဆက်မှုကြီးကိုလည်းနားတယ် ော့ဒါကြောင့်ဒီအချိန်မှာဆိုပြင်းပြောင်းနေခံရတယ်ဆိုတော့ဒေါက်တာတောင်းစီဘူးရဲ့တောင်းကိုဖတ်တယ်ဒါပေမဲ့ကျွန်တော်တို့ကဒေါက်တာရေးတဲ့အဲ့လိုကြီးပဲတောင်းတော့ကျွန်တော်လည်းပြည်ရေးတယ်အဲ့တော့ကျွန်တော်ကတ်ချတယ်အဲ့တော့ဖို့ပြီးပမာမြင်လက်ထက်မှာပြင်းပြောင်းနေခံရတယ်အဲ့ဒီမှာပေါ့။နော်။အဲ့ဒီကနေရှင်းပါပြောရမယ်ဆိုရင်အင်္ဂလိပ်ကျေကိုပြင်ပြီးကကြက်ကြက်ဖြစ်သွားတာ။ဟိုပြောရမယ်ဆိုရင် ဗမာပြည်အောက်ပါနေတော့လည်းကျွံ့ပဲမွန်ပြည်အောက်နေတော့လည်းတရင်ကျွံ့ပဲအင်္ဂလိပ်ပြည်အောက်နေတော့လည်းကျွံ့ပဲကျွံ့ရဲ့လူပဲမဲခမင်းဝဝစားရတယ်အိတ်ကြီးလတ်လတ်ဝတ်ရတယ်ဖြားနာလာရင်လည်းဆေးကုဘေးတယ်အဲ့ဒါနဲ့ပဲပြည်နေရအင်္ဂလိပ်ကိုဟိုဟာလက်ရောရလက်ရောတော့ဗမာတွေကပြောတယ် ခရင်ရအင်္ဂလိပ်ကတူဟောပြီအဲ့လိုဖြစ်တာပြင်းပွားလွလွလလနဲ့နော်ပညာဓာတ်တွေတပုံတခေါင်းကြီးပေါ်လာပြီလွလွလလနဲ့ရှိရင်ပဲပါရောပုံချုပ်ရင်ပဲပါရောပညာရင်ပဲပါရောပြင်းညာအများကြီးထွက်တယ်အဲ့တော့အဲ့မှာချင်းသမိုင်းနဲ့အချင်းသမိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်သူတို့ဒေတာကိုပညာရင်နဲ့ဘာသာရေးခရိယဘာသာရေးသူတို့ဖုတ်ဖောက်တာအဲ့ဒီလေ ဒါကြောင့်မို့ကြံတဲ့လူတွေမှာကျွန်တော်ဒီဩတာရှိတယ်ဆိုတော့အဲ့ဒီခစ်ကအရင်ကြီးတွေလွတ်ထားခဲ့တဲ့ပုံရှိတယ်။ဒါရောဒီမြာအရင်ဘောတိုင်းသားလူမျိုးစုတွေဒါရောဒီညစ်တွေလာအဲ့ဒီချင်းဒါကြောင့်မို့ပြေတော်လိုင်းပို့ပေါက်တာလည်းတော့ပြေတော်လိုင်းရဲ့ပုံချင်းတက်အဲ့ဒါအဲ့ဒါကိုကျွန်တော်တို့ဖျက်စီပြစ်ဖို့မလွတ်တဲ့ဘူး။ဒါကြောင့်မို့ဒီမှာလို့စာဖတ်ပါ။ဒါအရေးကြီးတယ်။စာဖတ်ပြီးရင်တော့ မအသက်ကြီးလာတယ်ဟိုးဘက်ကတော့တည်းသွားနေတော့ဘာမှလုပ်လို့မရအဲ့ဒါပဲရှိတော်လာကြီးရရှိပြီးဆုံးအောင်ဘယ်လိုလုပ်လဲဆိုတာတိစဉ်းစားနေရစဉ်းစားလိုက်ထရှိလာလိုက်စဉ်းစားလိုက်ထရှိလာလိုက်ကြည့်လေကျွန်တော်တို့နစတိရသပင်လုံးကြီးလာကံကာတဲ့အဲ့ဒီမှာကြည့်တဲ့ကြည်ဒီလက်မှတ်ဘုံပါသူ့နှုတ်ကြီးကရင်ရတဲ့ခါလဲဟိုအချက်မဲ့ဖွဲ့ရမည်သူကင်းပြီဆိုပြီး ယောဂကျောကိညာဘုရင်အားလုံးစုပြီးမှဒီမှာလုံးလုံးညီညီနဲ့ရှိရေးအတွက်တင်းနေရှိရေးအတွက်ပြောကြထုတ်ကြတိုက်မိကြဟုတ်နေပြီအဲအခုကြတော့နော်ဘာပြန်ဖြစ်ဘာပါဖြစ်လဲဆိုတော့သူကအိမ်ဆောင်ထုတ်ရပြတ်တာရောတက်လာတော့ဓာကြီးဟာပြဿနာတက်လာကြရောနော်နောက်ပြီးမှအဲ့ဒီလူခုထောက်ခံမှုမဲတဲ့ နိုင်ရတဲ့ပါတီဖွဲ့စည်းကြလဲတော့ဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့ငယ်ထဲမှာလာပြီးညှို့မောင်းသွားလာတော့အဲ့ဒါကလည်းတမှုအဲ့တော့ရန်သူကနော်ဟိုဒီအိမ်တော်သူရကဟာမင်းတို့ကတော့တိုက်တာမဟုတ်ဘူးဟိုညှို့မောင်းသူရကိုတိုက်တာဆိုသူ့နယ်လဲဝင်လာဘယ်လိုလုပ်ချုပ်ခွေးကိုဒါကြောင့်မို့ကျွန်တော်တို့ကခေါင်းကြီးစဉ်းစားဒီကနေ့ကျွန်တော်တို့ဥပဒေကြီး ်ဘုံကြုံဒီခုနီးဒီရဲ့တော်လာအကြာအိမတန်ဒီကလေးချင်းနဲ့ကိုက်တယ်ကျွန်တော်တို့ကရင်းရင်းလုပ်ဖို့အတွက်တကားကိုဆက်တက်ပြန်လာတယ် SE လမ်းကြောင်းကိုကျွန်တော်ဆက်ပေါ်ဖို့ပြန်လာတယ်ဒါပေမဲ့အခုကနော်ဟိုအိတော့ဇိုးရကြီးကပိတ်ထားတဲ့အပေါ်မှာဘာမှဆက်လို့မရဘူးမရတော့ကျွန်တော်ဘာလို့ရကိုမျိုးသားကာကွယ်ရေးအတွက်ကိုပြန်လုပ်ရမှာအဲ့ဒါမလုပ်ရင်အကုန်လုံးပြုတ် ဒါကြောင့်မို့နိုင်ငံရေးရှိရေးဆိုတာဆက်ဆံမှုရှိတယ်။အဲ့ဒါကိုခင်ဗျားတို့ကောင်းအောင်နားလည်ဖို့စီရင်တဲ့တစ်ခုတည်းနဲ့တော့အောင်ဝဲခံမှုသိမ့်မလို့။ဒါပေမဲ့နိုင်ငံရေးတစ်ခုတည်းတက်တက်နဲ့အောင်ဝဲခံမှုကလည်းသိမ့်မလို့။စီရင်နိုင်ငံကြီးကသူ့အခြေအနေသူ့အခြေခံလက်ပြောင်းလုပ်ပြီးမှကျွန်တော်တို့ကလက်ချောက်ညာချောက်လက်ပြောင်းလုပ်ပြီးသွားနိုင်ပြီကျွန်တော်ပြောတာ။အဲ့ဒီခဏကလား ဘမပီရဲ့အဖြစ်ကိုရှုပ်ခွေးတယ်ရှုပ်ခွေးမှစဉ်းစားရတဲ့မြန်မာတိတ်တိတ်မိုးမိုးစဉ်းစားရအကြောင်းအရာတစ်ချက်ချင်းကိုတကယ်တော့ရှာပြီးမှပြဿနာကိုရှာရတယ်ဒီလိုအချိန်တည်းမှာလုံးချလိုက်တယ်ဆိုတော့အဲ့ဒါဘာလဲဆိုတော့ဟိုမြေကံပေါ်ကြီးအစ်မတာထူထဲတဲ့တော်ချုံပုံကြီးတဲ့အစ်တိုးလို့ခြင်းတမယာမှာငွေနဲ့ညီပြီးလဲတော်လဲပေါ့ဒါရည်ကြီးတောင်းလူငယ်လေးခမရလို့လူငယ်လေး ကျွန်တော်လည်းလူငယ်ကလာတာပဲနော်အခုမှအသက်ကြီးလာတာနော်ကျွန်တော်လူငယ်ကလာတာအဲ့တော့လူငယ်အဲ့ဒီလူငယ်ကအခုလူကြီးဖြစ်ပြီးသိမ့်ကြဘူးပြောလည်းမကောင်းတော့ဘူးနော်ကိုဗစ် -19 ကလည်းအခုကရှိလိုက်ပြီအဲ့တော့ဒီလိုကာလမျိုးမှာကျွန်တော်တို့ကငယ်တွေကဓာတ်လုံးမတိဆောက်ထားဘူးဆိုရင်ကြီးလာတဲ့အခါခင်ဗျာခင်ဗျာအုံတော့ပါအခေါင်းကြီးဖြစ်တယ်အခေါင်းကြီးဖြစ်ရင်ဘာသာကဘာတွေ့ရမှာမဟုတ်ဘူးဘောလုံးဘောလုံးဘောလုံးမရှိတာ အဲ့ဥတော်ထဲမှာပြည့်နေမှာအချက်ရက်ကြီးပြည့်နေမှာဘုဒ္ဓတာတွေပြည့်နေမှာဇက်ကပြတ်တဲ့ညမှာဖတ်လို့ရတယ်